ရှုအသွေးသွင်းတဲ့နေရာကတော့နံပါတ်၄အနေနဲ့ယေရှုဟာယောမစစ်သားတွေရဲ့လက်ထဲမှာယေရှုကိုသူတို့ကပြက်ရဲပြုတ်ယေရှုကိုဟားတိုက်ပြီးကဲ့ရဲ့ပြီးတော့မင်းကယူရတွေရဲ့ရှင်ဘရင်အဲဒါကြောင့်မလို့မင်းကငါတို့တရဖူဆောင်းပေးမယ်ဆိုယေရှုကိုစုရတရဖူဆောင်းပေးကြတယ်။သူတို့တို့ကတော့ဒါကဟာသားတစ်ခုလိုမျိုးတော့ယေရှုကိုပြက်ရဲပြုတ်တဲ့အပြုတ်အမူအနေနဲ့သူတို့လောက်တာဖြစ်တယ်။ဒါပေမဲ့ဒီအရာက prophetic ဖြစ်တာ ယေရှုရဲ့ခေါင်းမှာတရဖူကိုသူတို့ဆောင်းပေးတယ်ဆိုပြီးစူးရစ်ကြီးကိုလာဆောင်းပေးတယ်မိတ်ဆွေသိလားစူးဆိုတဲ့အတိတ်ဘေကအမင်္ဂလာဖြစ်တယ်စူးဆိုတာဆင်းရဲခြင်းကိုပုံဆောင်တယ်စူးမြေဆိုတဲ့ခါခါတိုင်းမှာဆင်းရဲခြင်းကိုပုံဆောင်တယ်ဘာဖြစ်လို့လဲမြေမှာစူးပဲထွက်တယ်ဆိုရင်အဲ့မြေကမဖြစ်ထွန်းဘူးအဲ့ဒီမြေကဘာအသီးနှံမှမပေါက်နိုင်စူးဆိုတာအမြဲတမ်းဆင်းရဲခြင်းကိုပုံဆောင်တယ်ဒီမိတ်ဆွေယေရှုခရစ်တော်ရဲ့ခေါင်းမှာ ဒီဆုရစ်တရဖို့ဆောင်းတဲ့အခါမှာယေရှုကကျမတို့ရဲ့စင်ရခြင်းကိုယူဆောင်ပေးခဲ့ပြီဖြစ်တယ်။အဲ့ဒီအခါမှာသူ့ရဲ့ခေါင်းကနေပြီးတော့အသွေးတွေစီးကြတယ်အဲ့ဒီအသွေးသွင်းခြင်းကစင်ရဲ့ချင်းချိန်ချင်းအမင်္ဂလာကိုဖျက်တောက်ပြဖို့ရန်အတွက်ဖြစ်တယ်။ဒီမြေကြီးမှာကျမတို့နေထိုင်တဲ့အခါမှာကပောက်ချံခန်းကြီးတက်မှလည်းပြောတယ်ကပောက်ချံခန်းကြီးသုံးမှပြောတယ်လူကိုဖျားခင်ကအရင်ဥယျာဉ်ကနေထွက်သွားဖို့ရန်အတွက်ပြောတဲ့အခါမှာအာရန်ကိုပြောတယ်သင်ဟာပင်မန်းချင်းကြီးစွာနဲ့မြေကြီးမှာ လှုပ်ဆောင်ပါမယ်။မြေဟာစူးတွေပေါက်တဲ့မြေဖြစ်လိမ့်မယ်။စင်ရင်ချင်းအမင်္ဂလာကိုလူသားကခံစားရ။ဒါပေမဲ့ယေရှုခရစ်တော်ဟာအဲ့ဒီစင်ရင်ချင်းအမင်္ဂလာကိုသူ့အပေါ်မှာယူဆောင်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ဟာပြန်လေပြီးတော့ကျွယ်ဝခြင်းနဲ့နမိတ်တွေကိုပြောင်းဝင်လာလို့ရသွားပြီဖြစ်တယ်။အလွန်ကြီးမြတ်တဲ့လဲလှယ်ခြင်းဖြစ်တယ်။အာမင်။ဒါကြောင့်နှစ်ကောခန်းကြီးရှင်အငယ်၉မှာပြောတဲ့ခရစ်တော်ရဲ့စည်းစိမ်ကသင်တို့အတွက်ဖြစ်လာဖို့ရ။ခရစ်တော်ဟာ ကျွန်မတို့ရဲ့စင်ရဲ့ခြင်းကိုယူဆောင်တယ်။ဘယင်ကဘယင်တခင်းကတခင်းဟာပြည့်ရဲ့ပြုပြီးတော့စိုးရစ်ရက်ဖို့ဆောင်ရတယ်။ဘာအတွက်လဲ။ကျွန်မတို့ကိုသူ့ရဲ့ကြွယ်ဝခြင်းပေးဖို့ရန်အတွက်ဖြစ်တယ်။အဲ့ဒါမသိရင်အသေးသေးမှစင်ရဲ့ခြင်း spirit တွေကိုနေရာမပေးပါနဲ့။ဖခင်ကကားရင်ပေါ်မှာဒီစင်ရဲ့ခြင်းကိုယူဆောင်ခဲ့တာကတင့်ထဲမှာဆက်ပြီးဒီစင်ရဲ့ခြင်း spirit နဲ့နေဖို့ရန်အတွက်မဟုတ်။တင့်ရဲ့ထဲကဒီစင်ရဲ့ခြင်း spirit ကိုဖေးပါ။ ငါခရစ်တော်နီးသူကျွေဝတော်သူဖြစ်တယ်ခရစ်တော်ကသူ့ရဲ့စီးစိမ်ကိုငါကိုပေးခဲ့ပြီနောက်တစ်ခုကတော့ငမိတ်ဆွေသိစေခြင်း ਨੇ ခေါင်းဆိုတဲ့နေရာက ကျမတို့ရဲ့စိတ်နှလုံးကျမတို့ရဲ့အတွေးခေါ်တီရှိရဲ့နေရာဖြစ်တယ်ခေါင်းကအုံနောက်ရှိအုံနောက်ဆိုတာကဒီ physical အုံနောက်ကြီးကိုပဲပြောတာ မဟုတ်ဘူးကျမတို့ရဲ့ mind ကိုပြောတာကျမတို့ရဲ့ mind ကအုံနောက်ထပ်ပိုးတယ်အဲ့ဒီကျမတို့ရဲ့ဒီ mind က အရန်ကိုနက်ရှိုင်းနေကဘာမှရှိသမျှ memory တွေကတ်တွေထပ်ပိုးပြီးတော့မှတ်ထားနိုင်နေအဲဒါမို့တဲ့ဟာလွန်ခဲ့တဲ့30ကအသက်ကြီးရဲ့လူတွေဆိုနေ50ကအရာတွေအထအားလုံးကိုတိုးထားလို့ရတဲ့နေရာဖြစ်တယ်အဲ့ဒီမိုင်းကအနာဂတ်ကိုလေသွားလို့ရတဲ့နေရာဖြစ်တယ်။အရင်ကထူးဆန်းအံ့ဩပွေကောင်းတဲ့နေရာ။ဒါပေမဲ့ဒီထဲမှာကျမတို့များစွာသောမကောင်းတဲ့အရာတွေကျမတို့တိုးထားခဲ့တဲ့အရာတွေရှိတယ်။ မာယွန်းတဲ့ယုံကြည်မှုတွေမာယွန်းတဲ့တမာတရားနဲ့မညီတဲ့မှတ်တမ်းနေကျမတို့အထေးတွေမှာဆွေးလန်းနေတဲ့အရာတွေရှိတယ်။ဒါကြောင့်ယေရှုခရစ်တော်ကအဲ့ဒီအရာတွေကိုအောင်မြင်ဖို့ရန်အတွက် ကျမတို့ကိုစားဒီတိုက်ပွဲကိုသူဝင်ပေးခဲ့တာဖြစ်တယ်။ကျမတို့ကိုစားသူဟာသူရဲ့ဦးခေါင်းမှာဆူရစ်တရဖူကိုဆောင်းပေးခဲ့တယ်။ဒါကြောင့်မိတ်ဆွေယေရှုရဲ့အသွေးသွင်းခြင်းအဖြစ် ဒီနေ့သင်ဟာအတွေးခေါ်ဆိုင်ရာတိုက်ပွဲသင်ဟာအောင်မြင်နိုင်ပြီဖြစ်တယ်။သင်ထဲမှာမကောင်းတဲ့အတွေးခေါ်တွေရှိလားမကောင်းတဲ့ memory တွေရှိလားမကောင်းတဲ့ belief တွေခံယူချက်တွေယုံကြည်ချက်တွေရှိနေလား။တရားရဲနဲ့သင်လွတ်မြောက်နိုင်တယ်။ကျမဒါ baseless ပြောနေတာမဟုတ်ဘူး။ကျမရဲ့ ground ကခရစ်တော်ရဲ့အသွေးတော်ဖြစ်တယ်။လူချို့တွေရဲ့အဲခံယူချက်ကဒီနေ့မတိမြဲတဲ့အရာတွေအပေါ်မှာသူတို့ဟာ ယုံကြည်ပြီးတော့အာငါကျမ်းမာပြီးငါငါငါကြွယ်ဝပြီးငါကကောင်းစားပြီးဆိုပြီးတော့ဒီနေ့ဘေးပေါ်မှာမှခိုင်မာတဲ့ foundation မရှိဘဲနဲ့ယုံကြည်နေကြတဲ့သူတွေရှိတယ်။ဒါပေမဲ့မိတ်ဆွေကျမတို့ကတော့အဲ့လိုမဟုတ်ဘူး။တင်းနေကျမကတော့ အဲ့လိုယုံကြည်နေတာငါကျမ်းပါပြီငါကကြွယ်ဝပြီငါကကောင်းစားသောသူဖြစ်တယ်ငါရဲ့အနာဂတ်ကလှပတယ်လို့ယုံကြည်နေတာဘာကြောင့်မလို့လဲဆိုတော့ခရစ်တော်ရဲ့အသွေးတော်ကြောင့်ဖြစ်တယ်ခရစ်တော်ကကျမတို့ရဲ့ဒီစိတ်နှလုံးဆိုင်ရာမှာလွတ်မြောက်ခြင်းကိုပေးခဲ့ပြီးဖြစ်တော့ကြောင့်နောက်ပြီးတော့ခေါင်းကဘုံတရေကျင်းဝတ်တဲ့နေရာဖြစ်တယ်ဆာလန်ခန်းကြီးရှစ်အငင်း၅မှာဘာပြောလဲဆိုသူဤခေါင်းကိုဘုံအတရေနဲ့ပိတ်ရတော်မူပြီကျမတို့ရဲ့တစ်ချိန်လုံးက အပြစ်ထဲမှာသွားခဲ့တဲ့အတွက်ကြောင့်မို့လို့ကျမတို့ရဲ့ခေါင်းမှာဘုံတရေမရှိကျမတို့စဉ်းစားတဲ့အရာတွေကသူများကိုဘယ်လိုမျိုးညစ်ပတ်ရမလဲသူများကိုဘယ်လိုမျိုးဆွဲချရမလဲကိုကိုကိုစဉ်းစားတဲ့အရာတွေကလည်းငါမကောင်းဘူးငါတုံးတယ်ငါဘာမှမလုပ်နိုင်ဘူးလောကကြီးကိုမြင်တဲ့အရာတွေကျမတို့ရဲ့အတွေးခေါ်တွေမှာဘုံမရှိဘူးမှောင်မိုက်ပဲရှိတယ်ဒါပေမဲ့ယေရှုရဲ့ခေါင်းမှာစိုးရိမ်တရဖူးနဲ့ဆောင်းခဲ့ခြင်းအပြင်ပြန်လေပြီးတော့ဆာလန်ရှစ် အငငယ်ငားရရလို့ခေါင်းမှာဘုံတရေနဲ့ဖျားခင်ပြန်လေပြီးတော့ပိုက်ရပေးပြီဖြစ်တယ်။ဒီနေ့မှာနော်ကျမတို့ကိုကိုကိုမြင်ရကျမတို့အာအစ္စရေလသွားတော့ငါနော်ဖျားเจ้าနေရဲ့အထဲထဲမှာပကြီးတွေဆွဲထားတာကိုကျမတွေ့။အဲ့ဒီပကြီးမှာနော်တို့ကဒီတန်ရှင်းသူတွေပေါ့နော်ဥမာပေဒရုတို့ပေါလုတို့ပုံဆောင်တဲ့သူတွေပကြီးဆွဲတဲ့အခါမှာတို့ရဲ့ခေါင်းမှာအဝိုင်းလေးတွေတို့တက်ပေးထား။အဲ့ဒါဘာပုံဆောင်လဲဆိုတော့ glory ကိုပုံဆောင်။တန်ရှင်းသူတွေရဲ့ ခေါင်းမှာဘုံကိုပြတ်သားဖို့ရန်တော့ပကြီးစရာကထဲ့ပေးထားတာဖြစ်တယ်။ဒီနေ့တင်းကိုလည်းမြင်စေခြင်းနဲ့တင်းရဲ့ခေါင်းကိုဖျက်ခင်ဘုံနဲ့ပိုက်ရထားတယ်။ဒါပေမဲ့တင်းရဲ့အတွေးခေါ်တွေထဲမှာတန်ရှင်သောဝိညာဉ်တော်ကလာရောက်ပြီးတော့လွှမ်းမိုးမှာဖြစ်တယ်။တင်းကိုဖျားတဲ့ခင်ရဲ့ level နဲ့ညီတဲ့ high level thinking နဲ့ကိုဝိညာဉ်တော်ကတင်းကိုဆွဲခေါ်มาဖြစ်တယ်။ဘာလို့လဲဆိုတင်းရဲ့ခေါင်းကဘုံနဲ့ပိုက်ရခြင်းခံရဖို့ယေရှုကသူ့ရဲ့ခေါင်းမှာစူးရစ်တဲ့ရဖူးကိုဆောင်းခဲ့